အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ Reddit မှာ wall out သုံးပြီး verify လုပ်လာနိုင်တဲ့သတင်းနဲ့အတူ Tron token နဲ့ဝယ်ပြီး Tron ကိုလက်ထိုးခဲ့ကြောင်း TikTok ဆွဆဲခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမဆုံးသတင်းတပုတ်အနေနဲ့ Reddit မှာ wall out သုံးပြီး verify လုပ်လာနိုင်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မျက်လုံး scan ဖတ်ပြီး user ID ထုတ်ပေးတဲ့ wall out တွေကို Reddit မှာအသုံးချသွားဖို့ပြင်ဆင်နေပါတယ်။သားထွက်လာကြတဲ့ကမျက်လုံး scan ဖတ်မှ ID ရမယ်။ဒီလို scan ဖတ်ခံရင် WLD token တွေပြန်ပေးမယ်ဆိုတဲ့ concept ကြောင့်အတော်လေးဝေဖန်ခံခဲ့ရပြီးနောက် Tamara Translator မှာတော့ Wallcoin project ဟာအတော်လေးနာမည်ရလာနေပါဗျ။ အခုဒီဝေါ်ကရဲ့ verification system ကို ready platform မှာအသုံးချသွားဖို့ပြင်ဆင်နေပြီလူသားစစ်မှန်ကြောင်းအတည်ပြုဖို့အတွက်ကို wall of ရဲ့မျက်လုံး scan ဖတ်ပြီးမှလူပုဂ္ဂိုလ်စစ်မှန်ကြောင်းအတည်ပြုပေးတော့မှာပါ Reddit user တွေကတော့ဒီလို verification system ကိုမကြိုက်ကြောင်းဝေဖန်နေကြပြီတကယ်လို့ဒါဒီ system သုံးမယ်ဆိုရင် Reddit account တွေကိုဖျက်ပစ်တာဒါမှမဟုတ်တခြား platform ပြောင်းသုံးတာတွေလုပ်မယ်လို့ဆိုနေကြပါတယ်ဒါပေမဲ့ Reddit နဲ့ညီဆက်သူတွေကတော့ user တွေအနေနဲ့မျက်လုံး scan အဖက်မခံခြင်းရင်လည်းပုံမှန်အတိုင်းနေလို့ရနိုင်မှာဖြစ်ကြောင်းဆိုထားပါဗျ။အခုလရှိမှာ wall နဲ့မျက်လုံး scan ဖတ်ခန်းထားကြသူပေါင်း7မီလီယံအထိရှိလာပြီဖြစ်တယ်လို့လက်ခံသူတွေလက်မခံသူတွေဟာလည်းသူတို့ရဲ့အကြောင်းပြချက်ကိုစီနဲ့နှစ်ဖက်ကွဲနေကြတော့ဖြစ်ပါတယ်။အခုချိန်မှာ wall ဟာ Atlanta, Austin, Los Angeles, Miami, Nashville နဲ့ San Francisco တို့လို US မြို့ကြီး6ခုမှာ launch လုပ်သွားဖို့ကြေညာထားတယ်လို့ တင်တာနဲ့ Hinstow ရဲ့ဘက်ကရှင် The Mesh Group ဟာလည်း WOID တွေကိုသူတို့ရဲ့ application တွေထဲမှာထုတ်သုံးသွားမယ်အကြောင်းထုတ်ပြောထားဖို့ပါတယ်။ဒါအပြင် visa ဟာလည်း war id ကန်ဆောင်ထားသူတွေအတွက်ဒီဇန် credit card ထုတ်ပေးဖို့ကြေညာခဲ့မှုပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ trend token တွေဝယ်ပြီး trend ကိုလက်ထိုးခဲ့ကြောင်း TikTok ဆက်ဆက်ခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ TikTok ဟာ Trend Token မှာဒေါ်လာ300မီလီယံဘို့ကိုလက်ငွေအဖြစ်ဝယ်ယူခဲ့ကြောင်း US Congress လို့တော့အမတ်တအူးကဆွဆွဲခဲ့ပါတယ် TikTok ရဲ့မိခင် company Binance အနေနဲ့တမရထုံနဲ့ Trend ကိုလက်ထိုးမျက်နှာလုပ်ဖို့အတွက် Trend Token ပေါင်းဒေါ်လာ300မီလီယံဘို့ကိုဝယ်ယူခဲ့ပြီးဒီငွေတွေဟာတမရထုံရဲ့အိတ်ကက်ထဲကိုဓာတ်ရိုက်စီစဉ်သွားတာဖြစ်ကြောင်း Congress အမတ် Brad Salmon ကဆွဆွဲခဲ့ပါတယ် ထရန်ဟာထရန်တိုကင်တွေကိုဖန်နေရမှာကုန်ကြစရိတ်မရှိခဲ့ပဲထရန်တိုကင်ရောင်းရငွေမှန်တယ်များဟာသူ့အတွက်တရားအကျိုးအမြတ်ရှိစေကြောင်းရှာမန်ကဆိုထားပါဗျ TikTok ကတော့ရှာမန်ရဲ့အဆိုဟာနားလည်မှုလွဲစေချောင်းနဲ့ TikTok အနေနဲ့ trend token တွေမဝယ်ဘူးသလိုအခုဆူဆဲချက်တွေဟာလည်းအခြေအမြင့်မရှိချောင်းတုံ့ပြန်ထားပါဗျ။တိုက်တိုက်ဆိုင်ဆိုင်မှာပဲ TikTok ကို US ဘက်အဖွဲ့အစည်းတစ်ခုစီရောင်းမလား ဒါမှမဟုတ် US ကနေတနိုင်ငံလုံးအတိုင်းအတာနဲ့ဘန်ခံမလားဆိုတဲ့ဆုံးဖြတ်ချက်ချဖို့ကိုတမရာထရမ်ဘတ်ကနောက်ထပ်ရက်60ရွှေဆိုင်ခဲ့ပြီးနောက်မှာဒီဆွဆဲချက်ထွက်လာခဲ့တာဖြစ်ပါတယ်။လေရာတုံးသက်သူတွေကတော့တမရအနေနဲ့ဒီလိုရွှေဆိုင်တာဟာဥရေကြောင့်အရာအကျုံးမဝင်ကြောင်းနဲ့ကွန်ကရစ်ဘက်ကရွှေဆိုင်ခွင့်တစ်ကြိမ်သာခွင့်ပြုပေးထားတာဖြစ်ကြောင်းဝေဖန်နေကြပါတယ်။တကယ်တော့ထရန်တိုကင်ဟာဆောက်ထွက်လာခဲ့တဲ့ကဝေဖန်မှုပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရရင်ဆိုင်နေရစဲပါ အထူးသဖြင့်ဒီတိုကင်ဟာ UK မရှိဘဲ Trump ဘောလုံးဝမိခိုနေရတယ်လို့ Trump ရဲ့လက်ကုပ်ထရေရည်ဖြစ်နေတဲ့အချက်ကိုထောက်ပြနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Trump ကတော့ Trump token အများဆုံးကင်ထားသူတွေနေတော့ညစာစားပွဲကျင်းပခဲ့သေးပြီးဒီညစာစားပွဲဟာလည်းဝေဖန်မှုတွေထပ်ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ဒါကတော့မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။